ကျွန်တော်တို့ကအမဆက်တိုင်းနဲ့ရက်နေလာပြီလာရက်ဆိုတော့ဆက်တိုင်းနဲ့လာရက်နေအိုင်ဒီမောဘယ်သူအိုင်ဒီမေးကြဟေးဘလိုင်းလာအိုက်တင်လေးနေအိုက်တင်လာတော့ကျမတို့ကလေကျမလေပုံမှန်အားဖြင့်ဆို motivation speech တွေပြောရဲပေါ့နော်စိတ်ကောင်းအားရစေတာလေးအများမဟုတ်တူတာရစေရလေးတွေဒါမျိုးလေးတွေဆိုကျမပြောရဲနော်ကျောင်း personal attack ဘယ်သူ့ကိုမှမလုပ်ဘူး သူကိုမှဟိုလူကဘာဖြစ်တယ်ဒီလူကဘာဖြစ်တယ်မပြောဘူးအမြန်ကနေတက်ဆိုင်တဲ့ကိစ္စတည်တင်းတည်တိုက်တဲ့ကိစ္စကြီးဆိုရင်ကျွန်မအမြဲတမ်းဝေဖန်ထောက်ပြပြောဆိုတယ်နော်အမြန်ကနေတက်ဆိုင်တဲ့ကိစ္စမှကျွန်မပြောတာဟို personal ပေါ့အမလေးဘယ်သူကဘလို့ဝစ်လို့ဘယ်သူကဘလို့စားလို့ဘယ်သူကဘလို့သွာလို့အာဘလို့တွေလှုပ်လို့ဆိုတော့ဟိုသူများကိုလေလိုက်ပြီးတော့မှလေအဲ့လိုတွေစော်ကမ်းမော်ကပြောတဲ့အပြောမျိုးကြီးကျွန်မဘယ်တော့မှမပြောခဲ့ဘူး အဲအများနဲ့သက်ဆိုင်တဲ့ဟာတည်တင်းတိတိုက်တာဆိုရင်တော့ဝေဖန်ထောက်ပြတယ်ဘာသာရေးနဲ့သက်ဆိုင်တဲ့ကိစ္စတွေဝေဖန်ထောက်ပြတယ်နော်ဆိုတော့အာအချိန်နေနဲ့အချိန်ခါဆိုတာရှိတာပေါ့နော်အဲ့လိုစကားမျိုးတွေပြောရဲဆိုရင်တော့တီတီကြီးကြီးနဲ့လေးလေးနက်နက်နဲ့ဒါပြောရတာပေါ့နော်စကားလုံးအတန်ကြီးအတန်ထားအစရိုးရိုးပုံမှန်နေတဲ့အချိန်မှာဆိုရင်တော့ကျမကလည်းလူသားလीအ နော်ဆိုတော့ကျမရဲ့ကိုယ်ပိုင်အချိန်တွေမှာကျမကပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ပေါ့ပါပါနဲ့ကျမတို့အာမိသားစုဆိုလဲချစ်ချစ်ခင်ခင်နဲ့နွေ့နွေ့ထွေးထွေးနဲ့ဒီလိုလေးနေတယ်နောက်တစ်ခါကျမတို့လင်မယားနှစ်ယောက်ရဲ့အဲတချို့သောဗီဒီယိုလေးတွေဆိုရင်ကျမကအာတင်တင်ပေးတယ်ဆိုတာကလတ်ချင်တာလည်းမဟုတ်ဘူးနန်းချင်တာလည်းမဟုတ်ဘူးတငယ်ပြန်နေရလည်းမဟုတ်ဘူးเนาะဆိုတော့ချစ်ချင်းမြတ်တာကိုပြချင်တာเนาะချစ်ချင်းမြတ်တာတချို့သောလင်မယားတွေဟာအိမ်အောင်တက်တန်းကြာလာလို့ရှိလို့ရှိရင်တယောက်နဲ့တယောက်နဲ့ချစ်ရတာ ကိုရှက်လာကြတယ်နော် တယောက်နဲ့တယောက်နဲ့နှွေးထွေးရတာတယောက်နဲ့တယောက်နဲ့ဦးစားပေးရတာကိုမလိုအပ်ဘူးလို့ထင်လာကြတယ်အဲ့တော့အမျိုးသမီးတွေရဲ့စိတ်မှာလည်းမတိလိုက်မတိပါတာလေးစိတ်တန်ရာလေးတွေရတတ်ကြတယ်နော်ဒါကြောင့်မလို့ကျမလေးအမျိုးသားတွေမြင်အောင်လို့တယောက်နဲ့တယောက်နဲ့လင်မယားနှစ်ယောက်ကချစ်တယ်ဆိုတာဟာရှက်စရာမဟုတ်ဘူးနော်အာချစ်တယ်ဆိုတာဟာအုံမင်းသွားစရာအကြောင်းမရှိဘူးနှွေးနှွေးထွေးထွေးနဲ့ချစ်ချစ်ခင်ခင်နဲ့နေတယ်ဆိုတာဟာမင်္ဂလာရှိတယ်ဆိုတဲ့ဟာလေးကိုပြချင်တာအဲ့တော့လှုပ်ရှူပြီးတော့မှရိုက်တဲ့ဟာမျိုးလည်းမဟုတ်ဖ ೇನೆ ကျမတို့ရဲ့နေ့စဉ် အဲလုံနေကြနေနေကြပုံစံလေးတွေကိုပဲကျွန်တော်ကအမြဲတမ်းတင်ပြီးတယ်ဆိုတာကအပျော်လေးတွေကူးဆက်စီခြင်းနဲ့နံပါတ်1ချက်နံပါတ်2အချက်ကကြတော့ဒါအိမ်ဆောင်ကြီးဟာဒီလိုချစ်ချင်းမြတ်တာတွေနဲ့အဲအတူရှင်တွဲနေထိုင်ရတယ်ဆိုတာကိုအမျိုးသားရောအမျိုးသမီးရောကိုပြချင်တာပြတိစေခြင်းကြတာပေါ့เนาะကျွန်တော်တို့မြန်မာအိမ်ဆောင်တွေအများစုကအိမ်ဆောင်ကြတာတနှစ်နှစ်နှစ်10နှစ်15နှစ်အနှစ်20ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီချစ်ချင်းမြတ်တာတွေပျောက်ဆုံးသွားကြတယ်တယောက်နဲ့တယောက်နဲ့မလို့အပ်တော့ဘူးလို့ထင်ကြတယ်เนาะ ဆိုတော့အာမသိလိုက်မသိပါကစိတ်တန်ရောင်လေးတွေဖြစ်ကြတယ်ဒါလေးတွေကိုကျွန်မကပြခြင်းတဲ့အတွက်ကြောင့်မို့တင်မေးတာတငယ်ပြန်တာလည်းမဟုတ်ဘူးရွာတာလည်းမဟုတ်ဘူးနန့်တာလည်းမဟုတ်ဘူးနော်အဲ့လိုလေးနားလေစီစဉ်လို့တချို့သောသူတွေကိုပေါပန်း40ကောမန့်နေနဲ့လာလာပြီးတော့မှမန့်ပြီးတော့မှလာလာပြီးတော့မှပြောနေတာနော်ဆိုတော့လေอืมလူဆိုတာသူ့အခြေအနေနဲ့အချိန်ခါပေါ်မှာမူတည်ပြီးတော့လိုက်လို့ညီတွေနေတတ်ရတာပေါ့နော်အခုထိုင်းဝင်ကြီးချုပ်တွေ့တယ်မလားနော်နိုင်ငံတော်ဝင်ကြီးချုပ် တခါတည်းနိုင်ငံတော်မိန်ကုံးနေပြောတာကဘာခေါင်းဆောင်နေနဲ့တွေ့တဲ့ချိန်ကရင်သူ့ရဲ့ပုံစံတစ်မျိုးအခုတကြံမှာတခါတည်းကိုအာပြတဲ့ပုံစံကပုံစံတစ်မျိုးသူအိမ်မှာသူခလီလေးတွေနဲ့ဆိုလို့ရှိရင်တက်လာတဲ့ပုံစံလေးတွေဆိုပုံစံတစ်မျိုးเนาะဒါကျွန်တော်တို့လိုလူမပြောနဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့အမျိုးသမီးထောင်မှပင်အခုတကြံရေကစားတဲ့အချိန်မှာတကယ်ကိုခလီလေးတယောက်လိုမျိုးပုံစံမျိုးလေးနဲ့ပြသွားတာအဲ့ဒါတငယ်ပြန်တာလားအဲ့ဒါအနေထိုင်မတက်တာလားမဟုတ်ဘူးเนาะ သူ့အခြေအနေနဲ့သူ့အချိန်ခါနဲ့လိုင်လျောညီတွေနေတတ်ရတဲ့နော်အဲ့ဒါတည်စေချင်တာကျမကိုလာပြီးမလေးသူများဆိုရင်ဘလိန်တော့မှသူကတော့ဘလို့နေနေတယ်လာမပြောနဲ့ကျမဘသူ့ဟိုမှာ personal မဘလိန်ဘူးဘသူ့ဟိုမှာ personal attack ကျမဘဝမှာမလုပ်ခဲ့ဘူးဘူးနော် ကျွန်မပြောနေဆိုတဲ့အကြောင်းအရာတွေဟာအများဘဟုတုတရစီတဲ့အရာတယောက်ကိုတော့ထိကြိုက်သွားမယ်အများအတွက်အကျိုးရှိတယ်ဆိုတဲ့စကားပဲပြောတယ်ကျွန်မအာအာရရနဲ့ဟိုလူကိုလိုက်ဝေဖန်တာဒီလူကိုလိုက်ဝေဖန်တာဟိုလူကိုလက်ညှိုးထိုးပြီးဆဲဆိုနေတဲ့အလုပ်မျိုး almond သဲမလုပ်ဘူးမလုပ်ခဲ့ဘူးဘူးနော်